ားလုံးပဲမင်္ဂလာပါ Teacher ရဲ့ Brilliant English Grammar and Phonics YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ Essential Grammar in Your Soul လေးထဲက Unit 20 Sir I am going to အသုံးပြုပုံလေးကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အတူတူလေ့လာကြည့်လိုက်ရအောင်။ Article A I'm going to do something အဲ့တော့ do do ရဲ့နောက်မှာ Toyota ရဲ့နောက်မှာ original verb ပဲလာရပါမယ်။ example လေးကြည့်ကြည့်လိုက်ရအောင်။ I'm going towards TV this evening. ငါဒီညနေခင်းကြရင် TV ကြည့်မလို့ပြောတဲ့ချိန်ကဘယ်ချိန်လဲဆိုတော့ morning မနေ့ခင်းပဲရှိသေးတာ။အဲ့တော့မရောက်သေးတဲ့အချိန်မှာ तू လုံမာမိုးလို့ I'm going towards ဆိုပြီးတော့ပြောပါတယ်။ဟောညနေခင်းလဲရောက်ရောကောင်းမလေး TV ကြည့်နေတယ်။ She is going to watch TV this evening. သူမဒီညနေခင်းကြရင် TV ကြည့်တော့မလို့အဲ့တော့ I am going to do something ဆိုတာကဗမာလိုဆိုရင်လုပ်တော့မလို့သွားတော့မလို့စားတော့မလို့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်အဲ့ဒါဆိုရင် သူ့ကိုဘယ်လိုမျိုးလေးတွေသုံးကြမလဲ negative question လေးတွေဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ကြည့်လိုက်ရအောင် we use အသုံးပြုတယ် MIRS are going to go for the future မရောက်သေးတဲ့အချိန်ကာလတစ်ခုမှာလုံမယ်ဆိုတာကိုပြောချင်နေဆိုရင် MIRS are going to plan infinitive van နဲ့ပြောပါတယ် AIM ကတော့ I နဲ့တွဲတယ်ဆိုတာသိပြီးသားဖြစ်ပါတယ် He she it singular က IIS နဲ့တွဲတယ် We you the plural က AIR နဲ့တွဲပါတယ် going to သူရဲ့နောက်မှာ infinitive verb ဖန်လိုက်ရပါမယ်။သူ့ကို negative လုပ်ချင်နေဆိုရင် am is are ဆိုတဲ့ verb to be ဖြစ်တဲ့အတွက်ကြောင့်မို့လို့ am is are ရဲ့နောက်မှာ not လေးထည့်လိုက်ရောပါပဲ။အဲဆိုရင် question မေးခွန်းလုပ်မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ။လွယ်လွယ်လေးပါပဲ။ am is a verb to be ပါတဲ့အတွက်ကြောင့်မလို့မိကုန်လုပ်ချင်ရင် subject ရဲ့အရှိကိုပို့ပေးလိုက်ရုံပါပဲ am i going to infinitive. Is he, she, it going to infinitive? Are we, you, they going to infinitive? Article B. I'm going to do something. I am going to play infinitive. I have decided to do it. ထိုရာကိုကိစ္စတစ်ခုခုပေါ့နော်အခြေအနေတစ်ခုခုကိုလုပ်ဖို့ရာအတွက် have decided ဆုံးဖြတ်ချက်ချထားပြီးသား my attention is to do it အဲ့ဒါကိုလုပ်ဖို့ရာအတွက်ရည်ရွယ်ပြီးသားအဲ့ဒီလိုမျိုးဆိုရင် i am going to play infinitive verb နဲ့အသုံးပြုပါတယ်ပုံလေးကြည့်ကြည့်လိုက်ရအောင်ဒီမှာဆိုရင် past ပြီးခဲ့တဲ့အချိန်ကာလ now အခုလက်ရှိအချိန် future မရောက်သေးနဲ့ကာလာ okay first သူကပြီးခဲ့တဲ့ချိန်ကာလမှာ i decided to do it အဲ့ဒါကိုလုပ်ဖို့ရာအတွက်ဆုံးဖြတ်ခဲ့တယ် i'm going to do it အခုအဲ့ဒါကိုပြုလုပ်နေတယ် okay example လေးကြည့်အောင် I'm going to buy some boards tomorrow. ငါမနေ့ပြန်ကြရင်စောင်းအချိုး ဝယ်မလို့အဲ့တော့သူစာအုပ်ဝယ်ဖို့ရာအတွက် have decided သုံးဖြတ်ချက်ချပြီးသားသူ့ရဲ့ intention ဖြစ်တဲ့အတွက်ကြောင့်မို့လို့ I'm going to plan infinite net သွားပါတယ် Sarah is going to sell her car. Sarah, သူမရဲ့ကားကိုရောင်းတော့မလို့ဒါကလေး Sarah ဆိုတဲ့ကောင်မလေးသူ့ကားကိုရောင်းဖို့ရာအတွက်ဆုံးဖြတ်ချက်ချပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ is going to play infinity နဲ့ပြောပါတယ် I'm not going to have breakfast this morning ငါဒီမနက်ခင်းကြရင်မနက်စာမစားဖြစ်ဘူး I am not hungry ငါဘိုင်းမစားဘူးဒီမှာ negative ဖြစ်တဲ့အတွက်ကြောင့်မလို့ am ရဲ့နာမှာ not လေးထည့်လိုက်ရောပါပဲ What are you going to wear to the wedding next week? မင်းနောက်တစ်ပတ်မင်္ဂလာဆောင်မှာဘာ ဝတ်မှာလေအဲ့တော့နောက်တစ်ပတ်မင်္ဂလာဆောင်မှာဘာဝတ်မှာလဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ going to plan infinity နဲ့ပြောပါတယ်မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ AIR လေးကို your ဆိုတဲ့ subject ရဲ့ရှင်းလေးကိုပို့လိုက်ရုံပါပဲအဲ့ဒီတော့ going to plan infinity ဆိုတာက တို့ဗမာလိုဆိုရင်တော့မလို့လို့အတိတ်ပဲရလို့တော့မလို့သွားတော့မလို့စားတော့မလို့သူကဆုံးဖြတ်ချက်ချပြီးသား လုံမဲဆိုအောင်ဆုံးဖြတ်ချက်ချပြီးသား intention ဖြစ်တဲ့အတွက်ကြောင့်မလို့ going to plan infinite နဲ့ပြောလိုက်ရုံပါပဲဆက်ကြည့်လိုက်ရအောင် your hand are daddy မင်းရဲ့လက်တွေကညပတ်နေတယ် yes i know ငါသိတယ် i am going towards them ငါလက်သွားစေတော့မလို့ Are you going to invite Mark to your party? မင်း Mark ကိုမင်းရဲ့ party ကို ဖိတ်မှာလား We also use the present continuous for the future unit 25ပြီးခဲ့တဲ့ unit 25မှာတော့က present continuous ကလည်းထိုနည်း၎င်းမယ်မရောက်သေးတဲ့ future မှာတခုခုကိုလုံးမသေးကြတယ်ဆိုရင် present continuous နဲ့သုံးလို့ရတယ်လို့ပြောခဲ့တယ်နော်အခု present continuous အပြင်ဘာနဲ့သုံးလို့ရသေးလဲဆိုတော့ verb to be going to plan infinitive နဲ့သုံးလို့ရတယ်ဆိုတာကို အခု unit 24ကကြောပြပေးခြင်းဖြစ်ပါတယ် I'm playing tennis with Julia tomorrow ငါမနေ့ပြန်ကြရင် Julia နဲ့ tennis ကစားတော့မလို့ ကစားမှာပေါ့နော် okay အဲ့ဆိုရင်ဒါ present continuous နဲ့ရေးထားတယ်အဲ့ဒါအောင် နောက်တစ်မျိုးဘာနဲ့ပြောလို့ရသေးလဲဆိုတော့ i'm going to play tennis for julia tomorrow လို့လည်းနောက်ထပ်ပြောလို့ရပါသေးတယ်နော် article c article c က something is going to happen တခုခုကဖြစ်တော့မှာဖြစ်တော့မလို့ okay အဲ့ဆိုဘလို့တခုခုကဖြစ်တော့မှာဖြစ်တော့မလို့လဲကြည့်ကြည့်လိုက်ရအောင် Something is going to happen. We can see now that it is sure to happen. ငါတို့အခုမျက်စိနဲ့မြင်တွေ့တယ်။အဲ့ဒီမြင်တွေ့တဲ့အရာကိုကြည့်ပြီးတော့အော်ဒါကတော့ဖြစ်တော့မှာ။ဒါကတော့မဖြစ်သေးပါဘူး။အဲ့တော့ကိုယ့်မျက်စိနဲ့မြင်တွေ့တဲ့အရာကိုကြည့်ပြီးတော့ဖြစ်တော့မှာပဲလို့ပြောကျင်တဲ့အခါကျရင် going to plan infinite နဲ့ပြောလို့ရပါတယ်။ ။ Okay ဒီမှာဆို example လေးကြည့်ကြည့်လိုက်ရအောင်။ဟောကောင်လေးကမိုးပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာတိမ်တွေကမဲနေရပဲ။အဲ့တော့ကောင်လေးကနေပြီးတော့ပြောလိုက်တယ် is going to rain မိုးရွာတော့မှာပဲเนาะအဲ့တော့သူကသူ့ရဲ့မျက်စိနဲ့မြင်နေရတဲ့အခြေအနေကိုကြည့်ပြီးတော့မိုးကတော့ရွာတော့မှာပဲဟာလာအဲ့ဒီလိုမျိုးခြေနေလေးကို ပြောခြင်းဖြစ်ပါတယ်။ကဲထားလိုက်ပါတော့ကွယ်ဒုရရဲ့ရှေ့မှာကာနစီကအရှိန်အဟုန်အရန်ပြင်းပြင်းနဲ့ကိုမောင်းနေတယ်ပေါ့ကိုရီးယားရှေ့ကနေပြီးတော့ဖြတ်သွားတယ်။အဲ့တော့ကိုရီးယားအဲ့ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ accident တော့ဖြစ်တော့မှာပဲဟုတ်လားအဲ့တော့ကိုမြင်းနေရတဲ့အရာကိုကြည့်ပြီးတော့တခုခုဖြစ်တော့မှာပဲလို့ပြောချင်တဲ့အခါမှာ going to plan infinite နဲ့ပြောလို့ရတယ် look at the sky ကောင်းကင်ကြီးကိုကြည့်လိုက်ပါဦး It's going to rain မိုးရွာတော့မှာပဲ Bless clouds now ကောင်းကင်ကြီးကိုကြည့်လိုက်တော့ကောင်းကင်ကမဲနေရပဲအဲ့မဲနေတဲ့အခြေအနေကိုကြည့်ပြီးတော့မိုးရွာတော့မှာပဲလို့သူက ပြောလိုက်ခြင်းဖြစ်ပါတယ် Oh dears it's 9 o'clock 9နာရီတောင်ရှိပြီ I'm not ready ငါအစင်သင်းမဖြစ်သေးဘူး I'm going to be late ငါတော့နောက်ကျတော့မှာပဲအဲ့တော့အခုက 9နာရီ9နာရီအထိကိုသူကဆင်သင်မဖြစ်သေးဘူးအဲ့တော့ဘလို့အချိန်နေတခုလဲဆိုတော့သူကအလုတ်က9နာရီ15မှာအလုတ်စရထားလိုက်ပါတော့သူကခုချိန်ထိအိမ်မှာပဲရှိသေးတယ်အဲ့တော့မှအစင်သိရမဖြစ်သေးဘူးအဲ့တော့သူကငါကနောက်ကြတော့မှာပဲเนาะအခုဖြစ်နေတဲ့အဖြစ်ပြက်ကိုကြည့်ပြီးတော့သူနောက်ကြတော့မှာပဲဆိုတာကိုတေချာပေါက်သိနေတယ်လေအဲ့အကြောင်းမလို့ going to plan infinite နဲ့ ြောခြင်းဖြစ်ပါတယ်။အဲ့တော့ကလေးတွေကတခုခုကိုလုပ်တော့မလို့သွားတော့မလို့ပြောကျင်နေဆိုရင် present continuous amsr plural verb ing နဲ့ပြောလို့ရသလို verb to be going to plural infinitive နဲ့လည်းပြောလို့ရပါတယ်။နောက်ထပ်တစ်မျိုးကတော့ကိုယ့်မျက်စိရှေ့မှာမြင်နေရတဲ့ saturation တစ်ခုကိုကြည့်ပြီးတော့ဖြစ်တော့မှာပဲ။ ဟုတ်လားအဲ့ဒီလိုမျိုးပြောချင်တဲ့အခါမှာဆိုရင်လေ going to plan infinite နဲ့ပြောလို့ရပါတယ်အဲ့ဆိုရင်ပို့ပြီးတော့ရှင်းလင်းသွားအောင်လို့ teacher တို့တို့နောက်ဗီဒီယိုလေးမှာ unit 26ရဲ့ exercise လေးတွေကို လေ့လာကြည့်လိုက်ရအောင် teacher တို့နဲ့တူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Bye bye. Thank you. See you next video. Thank you.